တောင်တမတော်ထင်ရွေထိန်းချုပ်ထားတဲ့နောင်ချိုမြို့ကိုပြန်ရောက်ဖို့ထိုးစစ်စင်တက်ခတ်နေတဲ့စစ်ကောင်စီတပ်ဟာနောင်ချိုမြို့နီးမျက်ချင်းနှုတ်ကြီးရွာထိရောက်လာပြီလို့ရွှေပြည်မြာဆုံဆန်းသိရှိရပါတယ်။မျက်ချင်းနှုတ်ကြီးရွာဟာထင်ရွေထိန်းချုပ်ထားတဲ့နောင်ချိုမြို့နဲ့၄မိုင်ဝန်းကျင်တော့ကွာဝေးပြီးမနေ့ဇွန်လ30ရက်ထိမျက်ချင်းနှုတ်နဲ့နောင်အောကြီးရွာမှာစစ်ကောင်စီတပ်နဲ့ထင်ရွေကြားတိုက်ပွဲပြင်းထန်နေတယ်လို့နောင်ချိုဒေသခံသူကရွှေပြည်မြို့ပြောပါတယ်။ စစ်ကောင်စီထောက်ခံတဲ့ Telegram Channel တွေမှာတော့မျက်ချင်းနှူးနဲ့နောင်အောကြီးပါကိုမနေ့ဇွန်လ30ရက်မှာထိန်းချုပ်နိုင်ပြီလို့ဝါဒဖြန့်ရေးသားဖော်ပြနေကြပါတယ်။တောင်တဘက်ကတော့နောင်ချိုတိုက်ပွဲတွေနဲ့ပတ်သက်ပြီးဇွန်လ29ရက်ထိတာနောက်ဆုံးထုတ်ပြန်ထားတာတွေ့ရပြီးလုံးဆုံးမျက်ချင်းနှူးလုံဝဲညံတော့နောင်နေနဲ့နောင်အောစားတဲ့ကြီးဝါတွေမှာ၎င်းတို့ကြားတိုက်ပွဲပြင်းထန်နေတယ်လို့ဆိုထားပါတယ်။ စစ်ကောင်စီတပ်ဟာနောင်ချိုမြို့ကိုပြန်ရောက်ဖို့ရင်အားထောင်နေချက်အုံပြူဟာထိုးစစ်စင်တိုက်ခိုက်နေပြီးထင်ရယ်တပ်ဘက်ကလည်းနောင်ချိုမြို့လက်မလွတ်ရရေးဆက်လက်ခုခံနေဆဲဖြစ်ပါတယ်။တပ်ဖွဲ့တွေကြောင့်နောင်ချိုမြို့နဲ့မြို့အနီးကထောင်နေချီတဲ့ဒေသခံတွေလည်းဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။